မင်္ဂလာပါဘုရားကွင်းသားနာစောင့်ရှောက်ရေးအဖွဲ့ရွေချက်နဲ့တန်တိတ်ထံများတင်းငញ្ញန်းကိုအခြေခံ၍အမျိုးဘာသာသာနာတည်တံ့ရေးအတွက်ကြိုးစားဆောင်ရွက်မည်နှစ်မီဒီယာစနစ်ဖြင့်ထေရဝါဒဗုဒ္ဓသာနာတော်တိုးတက်စီပင်အောင် ဆောင်ရွက်မည်သုံးအမျိုးဘာသာသာနာတော်ခုရုံးလို့၏မိမိကောင်းစားရေးအတွက်စော်ကားနှောက်ရက်ဖြည့်စည်းသူများကိုဖော်ထုတ်တားဆီးကာကွယ်မည်လေး မိမိခန္ဓာအသက်မငဲ့ွက်ဖဲနိဗ္ဗာန်တရားရရှိအောင်ကြိုးစားအထုတ်ရမှာဖြစ်တဲ့ကဲ့သို့အမျိုးဘာသာနာတော်အတွက်မိမိခန္ဓာအသက်မငဲ့ွက်ဖဲကာကွယ်တားဆီးကြိုးစားဆောင်ရွက်သွားမီရွယ်ချက်နဲ့တန်တိတန်ချပြီးတော့အမျိုးဘာသာနာအတွက်ဆောင်ရွက်နေပါလေမင်္ဂလာပါဘုရားကိုင်းသားနာစောင့်ရှောက်ရေးအဖွဲ့ရွေချက်နဲ့တန်တိတ်ချာများတင့်ငញ្ញန်းကိုအခြေခံ၍အမျိုးဘာသာတာနာတည်တံ့ရေးအတွက် 調査ဆောင်ရည်နှစ်မီဒီယာစနစ်ဦးလင်းကျဲကြီးဆုံးသွားတော့မဆုံးဘူးဦးလင်းရိုက်ချင်းလေးကပေါ်နေတာဆိုင်ဦးလင်းကျဲဆုံးသွားတဲ့အတွက်မြို့ဘာသာဆိုင်ရာဆုံးလို့ပြီဒီကောင်သားကြီးကဟုတ်ကဲ့ကျေးဇူးပါကုဇင်းကူရောက်နေတာတော့မကွေးမျိုးရဲ့နာမည်ကြီးနိုင်ငံကျော်ကြီးဆရာကြီးဦးမျိုးညွန့်ညွန့်ဆိုတာဦးဇင်းတို့ရဲ့ဆရာလဲတော်ခဲ့ပါလေဘာဖြစ်လို့လဲဆိုတော့ဦးဇင်းကလေးဘွားကပကြီးပြင်းများတင်တဲ့အချိန်မှာ စာရီကြောင့်မှအစွန်းကိုတင်ခဲ့ရပါဘာကြောင့်လဲဆိုတော့သူတွေအများကြီးတို့ဦးစင်းရဲ့တငယ်ချင်းတွေကဦးလေးရဲ့တပည့်ဖြစ်ဦးလေးဆိုတာဆရာဦးညွန့်ရဲ့တူမဟိုဦးစင်းကလူဘွားအိမ်အောင်ကြားခဲ့လို့ဦးလေးလို့ခေါ်တာပါတို့တူမတွေအားလုံးနဲ့မှအကြီးဆုံးသောတူမမမင်းမြင့်ခင်ကိုဦးစင်းဘောရကွင်ချောင်းနဲ့အဲပေါင်းဖက်ခဲ့တယ်ပေါ့ဒါကြောင့်ဦးလေးကတော့ဦးလေးလိုပဲ ခုနကဦးလေးရခုနကဆုံးမလူတွေပြောရင်လူတွေမပြောသေးခြင်းမဲ့ဦးစင်းကလူကလာတဲ့အတွက်တမင်ဟန်လုပ်ပြီးတော့အဲပြောတဲ့ပုံစံကမဟုတ်ဘူးယဟန်ပါမနာသဘောအရာထင်းရမှလည်းအများကြီးပဲဒါကြောင့်တကာကြီးလို့ခေါ်ရင်တော့ရပြီမဲ့ရင်ထဲမှာဝေးသွားလို့မခံစားခြင်းလို့ဒါကြောင့်ဒီနေ့နိုင်ငံရောက်ပြည်ဆိုင်ဦးမျိုးညွန့်ဆိုင်ဦးလွန်းကျွဲဆုံးပြီဆိုတော့တိလိုက်တဲ့အချိန်မှာဟာဒါဆိုတော့ငါဦးလေးအတွက်ဆရာ ညွန့်ညွန့်ဆိုတာဘာလဲဆိုတာသိအောင်ငါမတန်းတင်မယ်ဒါကြောင့်ဥစ္စာကနေအဲဘက်ထရီအားမရှိတော့လေတပိုင်းပြီးတပိုင်းတင်ရိုက်သွားမယ်ဥစ္စာဒီမှာတစ်ခေါက်လာတုန်းမှာအမတ်တရလေးဖြစ်အောင်ကြိုးစားသွားမှာပါဒါတော့ပကြီးဆရာဥညွန့်ညွန့်ရဲ့ဘဝတွေကသူ့ရဲ့ဓမ္မတွေဖြစ်နေပုံတွေ model ရှိုးကြီးအားလုံးဒီမှာတွေ့မြင်မှာဖြစ်ပါတယ်ဒါတော့မဝင်းမောင်လို့ခေါ်တဲ့ဦးလေးဝင်းမောင်ပါပဲဟုတ်ပါဘူးပြည်

နောက်တစ်မျိုးကကြာတော့ဘာလဲဆိုတော့ပုံလူရေခံမဲ့ပုံကိုတပ်ပုံရတယ်တပ်ပုံကြည့်ပြီးအွက်တွေချမတူတူအောင်ရေးအဲ့ဒါပုံလူရေးတာတစ်မျိုးခုရေးမှာအဲ့ဒါမျိုးပုံအဲ့ဒါမျိုးပုံခုရေးမှာမလုံးနဲ့ငင်ငင်လေးနေဆိုတာမပါဘူးကြက်တပုံကြီးဒီကဒီစရာရေးနေဒီစရာရေးတဲ့အခါမှာဘယ်လိုရေးမှာလဲဆိုရင်ပုံလူရေးခံတဲ့ပုံကိုရအတွင်း ်ဆက်ဆက်ကြဘူးဒီစီယာဖမ်းမိတော့ပုံတွေမှာပေါက်ထည့်တယ်အဲကြောင့်မလို့သူကဗာလဲဆောက်ဒီ impression portrait painting ဒီ impression portrait painting ဟော portrait painting ရှင် portrait painting ဆိုတာဗာလဲဆိုတော့အဲဒီစီယာစိတ်ခဲ့ဦးလားဒီပုံကြီးရေးခံတဲ့ပုံပုံနဲ့ပတ်သက်လို့ဗာရက်ခတ်တယ်ဒီစီယာဒီကရောက်တော့အဲကြောင့် impression portrait painting ဒါမှမဟုတ်သူက ်အင်ပရက်ရှင်ပေါ်ထရိတ်ပေးပေးအဲအဲ့ဒါလည်းမကောင်းသေးဘူးသူကနောက်တစ်ခုပါပါလဲဆိုတော့အင်ပရက်ရှင်ပေါ်ထရိတ်ပေးပေးဖို့ဘယ်လိုပဲထားမှာဒီအကြီးဆရာပုံရိပ်ခံတဲ့ပုံကိုဟုတ်လားသူကသူကျက်တယ်လို့လှုပ်ရှားနေတာမပြောင်းနိုင်ဘူးလေ expression portrait painting အခုကနှစ်မျိုးတွေ့နေတယ်အင်ပရက်ရှင် and expression portrait painting ကောင်းပါပြီကောင်းပါပြီအဲ့ဒါဦးလေးကိုဖြတ်ပြီးတော့ခါကြီးပဲမိရမှာဦးဇင်းတို့ငငယ်ရကြားဦးတယ်ရက်နေတဲ့တတ္တဝါကိုပြစ်တဲ့မြားနဲ့မှုဆိုးတဲ့လှုပ်ရှားနေတာကိုပြစ်နိုင်တဲ့မှုဆိုးကပိုပြီးပညာတတ်တယ်ဆိုတဲ့စကားကဦးလေးပြောတဲ့လူတွေရဲ့ action နဲ့အတူထိုင်နေတဲ့ဦးလေးရေးမယ်ဆိုတာမနာက impression portrait painting and and expression both of them impression ဆိုတာအဲ့ impression ဆိုတာဒီစရာ စိတ်ထဲကိုရိုက်လာတာ impression expression ဆိုတာကတော့လက်ကျင်တော့လက်မြင်လက်မြင်ရဲ့ရအောင်ဖန်ပြီးဒါပုံတွေးရှင်မလဲပြည်အောင်ဖန်နေတယ်အဲ့ဒါ expression အဲ့ဒါ impression and expression portraiting ဒီနေ့ဒီရတာဖြစ်တဲ့အတွက်ညှော်လင့်မထားပါနဲ့ဓာတ်ပုံရိုက်ကြည့်လို့ဒူလို့ဒူမြန်လို့ညှော်လင့်မထားပါနဲ့နမတိနမနဲ့ကဟလာအာဒီနေနေရ portrait ရေးစရာအဲ့လိုရင်းလေအဲ့လိုလေဟလာမောင်းပါလားလို့ အဲ့လိုဟုတ်မဲ့ထင်နေတာကြီးမျော်လင့်မထားပါနဲ့အဲ့လိုမျော်လင့်ထားရင်လည်းမရဘူးခုရနိုင်မှာတော့ဒီဆရာတယောက်ရဲ့ပုံရိပ်ခံတဲ့ပုံကိုကဒီဆရာရက်ခံနေတဲ့ဟာလာစိတ်ဆန္ဒလေးအဲ့ဒီဒီဆရာဒီအာယုံနှိုးလာတဲ့ဆန္ဒလေးပါမယ်နောက်လှုပ်ရှားနေတဲ့ပြမေးအောင်ဖမ်းရတဲ့ expression portrait သဘောတရားတွေပါအဲ့ကြောင့်မလို့ခုတစ်ခိုင်နဲ့ယူတစ်ခိုင်နဲ့အပြင်းယူ တရံနဲ့ပြည်ကြီးမှာဖြစ်တဲ့အတွက်ပထမနဲ့ပြည်ကြီးရအောင်ဟုတ်တယ်တာဒီနဲ့နေရဆောက်အဲ့ဒီကဒီမလေးရလိုက်တော့နေရမယ်ပြည်ကြီးမှာဒီနားလေးရလားဒီနားလေးရေးရရေးရပါအောင်ဟိုဒီခေါ်ရဲဟိုပုံနဲ့ပုံကြီးဟောဖြစ်တာပါအဲ့ဒီဒီပုံကြီးလည်းတက်တယ်လို့နေရတယ်ပြဿနာမရှိဘူးပြဿနာမရှိဘူးအဲ့ဒီကအဲ့ဒါကိုရအောင်ခိုင်းတာပဲနော်ဟုတ်ပြီ ်ပညာရတစ်ခုနဲ့အဝေးညွန့်ညွန့်ဆိုတဲ့အကြီးစားတတိယဘဝတိုင်းအမှုပညာကိုမစားခဲ့တဲ့လူတို့ပြရအောင်ဥက္ကိလောလို့နဲ့ဆရာတို့ဘုကမောင်းဆရာအဲဘုကမောင်းတို့နဲ့ဆရာတို့ဒီတော့ဒီတော့ဒီတွေ့ရတယ်အမေညညညကကိုအမေဖြစ်လာပြီးမဲလို့ပြည်ရမယ်။ဒီမွေးပွားတဲ့ပြည်ဖြစ်တဲ့ဒီတော့ဦးနာက ကိုမင်းလူဟမ်ကိုမင်းလူအုံးအုံးမောရှင်ဟောမောကောမောတဲ့ဒီယူယူတေကွာဘုံဒီအပြည့်ပဲရင်းနေဘော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 ဒါကြောင့်ကိုမင်းညို့ညို့ဆိုတာအမိုင်းတစ်ခုမှာအဝင်းညို့တဲ့ခုံခုဆောင်းတဲ့ပုပ်ပုပ်လိုပြေခေါ်ရမယ်ဆိုတော့ဒီလေလက်ရောင်ညက်ကလေးထားရင်ဆရာဘုရားဟမ် ကြည့်တာအရေးကြီးတာဟဲ့လားပြောနေတာနဲ့ဟိုရင်ငါအရေးကြီးဘုံအတန်းဒီကမှာဘုံအတန်းနဲ့ဒီထဲမှာဝင်နေမှာပဲဒီကရေးနေတာကိုမြင်ရပြရေးနေတာ expression and emulation portrait painting ဆိုတော့ရေးတယ်ဆိုတော့ဒါဒါဒီဖုန်းကြီးရဲ့ဒီဟိုရင်မြောက်ဒါဖုန်းကြီးပါဒါဒီဒီဖုန်းကြီးပါလို့မြောက်ဖမ်းလိုက်ဒါအဲဒါမြောက်ဖမ်းဖမ်းတဲ့အချက်ဒါဟုတ်လားမောင်မောင်တွေ့လား တွေ့ဒါမြောင်ဖမ်းတဲ့အဆင်ဒါဟိုလဲမောက်ပေးဘူးအဲဟဲ့ဒါမြောင်ဖမ်းတဲ့အဆင်မြောင်ဖမ်းတဲ့အဆင်ကနေပြီးတော့ဒီဖုန်းကြီးရဲ့ကာလိုက်တာကြီးပေါ့ဒီထဲမှာနေနေတာဒီဖုန်းကြီးရဲ့ကာလိုက်တာကြီးဒီစရာဒီဖုန်းကြီးကာလိုက်တာကိုကြည့်ပြီးတော့ဒါဒီထဲမှာပေါင်းနေနေတွေ့လားတွေ့လားဟိုရဲတဲ့ရဲတဲ့ကောင်တွေ့လားတွေ့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 အေးအဲ့ဒါပဲနောက်ဖတ်တာအဲ့ဒါဖုန်းကြီးရဲ့ဒီတော့ကာလိုက်တာပေါ့ဒီစရာအမှုမလို့လို့ ဒီမှာတထိုင်နဲ့ပြီးအောင်ရေးမှာဆက်ပြီးအောင်ရေးစအဓိကဒီနာရှင်းတို့ရရိုက်လိုက်ဒီရိုက်လိုက်ရှင်းနေနေကိုဟုတ်ရပါဘူးလိုက်တာပေါ့လိုက်တာပေါ့ဒီကလိုက်တာလိုက်တာပေါ့ရှင်းနေနေကိုမောမောဟုတ်ရှင်းမောမောဟင်းမင်းကမင်းကငါနဲ့ပကြီးအတူရေးခဲ့တော့မင်းအထိုက်တောင်မင်းပြည့်ရအဲကြောင့်မင်းကတေချာပြောဒါဘယ်နာဘယ်ဆုတ်ချက်ကဒါရေးကြည့်တယ်ဗျာ ်မင်းပြီးအဲ့တော့မင်းအဲ့ဆုတ်ချက်ပြီးပေါင်းဘယ်လိုရိုက်ဆိုမင်းအဲ့မင်းကင်မရာမန်ကိုပြောအဲ့တော့ငါအဲ့ဒါကြီးလိုက်မပြောနိုင်ဘူးဟိုကငါဒီရေးနေတဲ့အစားအစ်ဖက်ရှင်ရောအင်ဗက်ရှင်ကမရှိတော့ပါဘူးအဲ့ဒါဟုတ်လား